်မင်္ဂလာပါရှင်မိုးအေးနဲ့ဝက်ကောင်းတို့ချင်းခံဆက်လေးတုပ်စားဖြစ်ပါတယ်ရှင်လုံရရလည်းမခက်ခဲပဲနဲ့အိမ်မှာကိုယ်တိုင်လုပ်စားတော့အကုန်ကြတတ်တာပြီးတော့အများကြီးလဲစားရပါတယ်အရင်ဦးဆုံးရှက်လက်ကရည်နဲ့တုံးထက်လောက်စီးထားတဲ့ဝက်ကောင်းသားတွေကိုအရသာနေပါမယ်ပဲငံပြားရည်အပြစ်ထဲပါတယ် ဲငံပြရဲ့အခြေထည့်ပါတယ် Q စီလည်းထည့်ပါတယ်ရှင်တက်သားမုံနဲ့တကြားထမင်းစားစွန်တဝက်လောက်ထည့်လိုက်ပါတယ်အရသာဝင်သွားအောင်တေချာလေးနဲ့ပေးပြီးတော့မိနစ်30လောက်ခဏနှက်ထားလိုက်ပါတယ်ရှင် ီးရင်တော့ပြုတ်မဲ့အိုးတွေကိုထည့်လိုက်ပြီးတော့နနက်ပွင့်နဲ့ဂျင်းပပလိထားတာထည့်လိုက်ပါတယ်။အသားတွေကျစ်လစ်ပြီးတော့အရသာပုံဝင်သွားအောင်လို့ရေမထည့်သေးပဲနဲ့ခဏတည်ထားလိုက်ပါတယ်ရှင်။အယောင်ရဲလာပြီဆိုရင်တော့ဝက်သားတုံးလေးရေမြုပ်အောင်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။

အချင်းရဲတဲ့ကိုထဲဖို့အတွက်မကြီးသေးနဲ့တညက်ပြုတ်ပါမယ်တညက်ပြော်သွားပြီဆိုရင်တော့မကြီးသေးအနေရအောင်ဇကာနဲ့စစ်ပြီးတိုက်ပါမယ်ရှင်။

အတုတ်တုတ်တဲ့အခါမှာအချင်းရင်ဆက်ထားတာကောင်းဖို့လည်းလိုပါတယ်ဒါမှအတုတ်ရဲ့အရသာပို့ပြီးတော့စားလို့ကောင်းပါလိမ့်ရှင်ဝတ်သားပြုတ်ရည်ဦးတဲ့ကိုမုံညင်းဖြူထဲလိုက်ပါတယ်အရသာနည်းနည်းပို့နေသေးလို့စက်သားမုံနည်းနည်းထဲလိုက်ပါတယ်ရှင် ဝက်သားတွေကိုအတုံးသေးလေးတွေတုံထားလိုက်ပါမယ်။ ခေါ်ပြီးထက်ပါမယ်။တခွားသီးထက်ပါမယ်။ချစ်သွန်နီးလီးထားတာထည့်လိုက်ပါရယ်။ရှောက်ရွက်ထည့်ပါမယ်။အရသာအတွက်စက်သားမှုတ်ထည့်လိုက်ပါရယ်ပဲမှုတ်ထည့်ပါရယ် ထိကျဲထဲပါမယ်ရှင်အချင်းရည်ထည့်ပြီးတော့ငံပြရည်ထည့်လိုက်ပါတယ် ငရုတ်တိမုတ်ထဲပုံမဲ့နေလို့ခုမှထည့်လိုက်ရပါတယ်ရှင်။စားကြည့်စရာချင်းငံဆက်ဝေကောင်းတုတ်လေးရနေပါပြီ။ မြည်ရဲကိုပုံမွေးပြီးတောက်လို့ကောင်းကျွတ်သွန်ပြူကျော်ရှောက်ရွက်နဲ့ငရုတ်ကောင်းထထဲလိုက်ပါတယ်။သမင်းပြူလေးနဲ့တွဲစားရင်လည်းသူ့တမျိုးတည်းနဲ့ပဲသမင်းစားလို့မိန်စေပါတယ်ရှင်။